ဒါတချို့ဝေးကြည့်ပါဦးခရီးကကြောက်မှာပါလို့ရှိရင်ဒီမြန်လမ်းမှာပါလို့ရှိရင်စားစရာပါတယ်ဒီခါလေးလိုလိုချက်ကြော်လေးလေးချက်ကွာလေးလေးစားစရာလေးတွေပါတယ်မဟုတ်ပါဘူးဒီခါလေးအဲ့လိုကဲဂိတ်တွေမှာခြားခြားခိုင်ရရင်ပြီးတယ်ဒါတခါလေးတချို့ရဲဘော်တွေဂိတ်စော့မပြတ်ဘူးရှိတယ်ဂိတ်စော့တန်ဖိုင်နဲ့တကွာအတန်လေးကရိုးသားသားလေးပါပဲသူပြောလာတယ်ကတကယ်တန်ဖိုင်နဲ့ပြောလာအခုကျွန်တော်ပြီးပြီးပါပါညာကျွန်တော်ကအော့ကူပမာလေးကိုချင်းချင်းသူကိုယ်တိုင်ရိုးသားဖြူချင်းရှားလို့ဖြစ်မှာပါလေဆိုပြီးကျွန်တော်လည်းချက်ချင်းကိုပြောပြပေးလိုက်တာကိုယ်လိုမျိုးချင်းချင်းမင်းလုပ်ရတယ်ကွာလို့ကျွန်တော်ပြောလိုက်ချင်းပါတယ် ဟယ်လိုချီရတဲ့မြေပပီသူညကိုမော်မာများအားလုံးပဲမင်္ဂလာပါ news pit channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ် match လ20ရက်နေ့ညပိုင်းဗီဒီယိုတင်ဆက်မှုအနေနဲ့ကျွန်တော်တို့ဒီနေ့ညနောက်ဆုံးရရှိထားရပါတော့တော်လန်တရင်းကောင်းတွေပြင်ဘောမိုက်ခွဲကြေခွဲလောင်မြတ်တန်လဲကြည့်ရမှာမလို့ကျွန်တော်နဲ့တူဆက်ဆုံးကြည့်ရှုပေးကြဖို့ဖိတ်ခေါ်ပါတယ်ဆိုတော့ကျွန်တော်ခါတိုင်းလိုပဲတရင်းတူလေးတွေအယုံဆုံးကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်းတဘိုးအနေနဲ့ကတော့ ချင်းပြည်ရဲ့ဒုတိယကြီးစိုးမျိုးဖြစ်တဲ့ဖလန်မျိုးမှာဆေးဥစုနဲ့တော်လိုင်းတပ်တွေတပတ်ချော်ချာတိုက်ပွဲပြင်းထန်နေပြီးတော့မှအဲ့ဒီတိုက်ပွဲတွင်ဖလန်မျိုးကိုဦးဆောင်ကိုကဲနေတဲ့ဆေးဥစုတိုက်ရင်မှုဒုဗိုလ်မှူးကြီးတေဆုံးခဲ့တယ်လို့ဆေးဥစုလျောက်ခန့်တတဆက်တုတ်ပန်းနဲ့လည်းနဲ့တချို့တင်းစေးရရှိထားတဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်မြူတင်းစစ်စေးအတွင်းမှာစစ်စခန်းများပြောက်တင်ပိုက်ထားနိုင်ပြီဖြစ်ပေမဲ့တောင်ကုန်းပေါ်မှာတည်ရှိနေတဲ့ဆေးဥစုခြေလင်းတရင်ခလာရ268ကိုတင်ပိုက်နိုင်ဖို့ကြံရှိနေတာပဲဖြစ်ပါတယ်။တယမုဒုဘူကြီးတေရာကတော့ တည်ပြုလို့ရပါတယ်စစ်တုံးပန်းသက်ချိုလဲဖန်စီရရှိထားတယ်အားလုံးပြီးရင်အသေးစိတ်ထုတ်ပြန်ပေးပါမယ်ဆိုပြီးတော့မှစေရေးတရေမြက်ကနေပြန်မပြောဆိုထားတာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ပေါ့နော်ဖလာမျိုးတိမ့်တက်ပွဲရဆိုရင်အခုချိန်တည်းအခြေအနေတော်တော်လေးကိုတင်မနေတာပဲပြန်မစစ်ကောင်စီရဲ့ဒီစစ်စကန်းကုန်းတခုတာချင်ရှိတော့တာပဲဖြစ်ပါတယ်ကျွန်တော်အခုဆိုရင်ခလာရနေ6ရက်ကိုတိမ့်ပိုက်ပြေးတာနဲ့ပေါ့နော်ဖလာမျိုးတော့ဆိုးလောက်တော့မှဖြစ်ပြန်မကြခင်မှာတော့ကျွန်တော်နေချင်းပြင်းတဲ့တစ်ခုလုံးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကင်းစင်နိုင်တော့မှာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပိုးအနေနဲ့ကတော့ မကွေးတိုင်းစလင်းမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကအချင်းချင်းမိုင်းဆွဲတိုက်ခိုက်ခံရလို့စစ်သားစုံထက်မှလည်းတေဆုံပြီးတော့မှကာတစည်းပစ္စည်းခဲ့ရတဲ့ဆိုတဲ့တရင်ကောင်းလေးပဲဖြစ်ပါတယ်။မလ6ရက်နေ့မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းအဆိုရင်စလင်းစင်ဖြူကျွန်းလမ်းပိုင်းမှာရောက်ရှိနေတဲ့အချိန်မှာပဲမြို့နယ်ပါကဖာတော်လိုင်းရဲဘော်တွေကနေပြီးတော့မှမိုင်းပွိုင်းနေရာနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတော့မှပြန်လည်ထိတွေ့ပစ်ခတ်မှုတစ်ချိန်ဖြစ်ပွားခဲ့တယ်။အဲ့ဒါပြင်စင်ဖြူကျွန်းတန်ကြောင်လမ်းပိုင်းမှာလည်းမြို့နယ်ပါကဖာနဲ့မာမေးတော်လိုင်းရဲတပ်ဖွဲ့တွေကနေပြီးတော့မှပူးပေါင်းပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့လို့ အပြာလန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်ပါနော်များစွာတေဆုံးခဲ့တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။ဒါတော့ကျွန်တော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုသူတို့ရောက်တဲ့နေရာတိုင်းမှာချင်းချင်းမဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့စစ်ခွေးတချို့ဦးနာချိုးကနေပေါ့နော်ထော်နေထော်နေနဲ့ပြန်ပြီးတော့မှဒီခွေပြုတ်ပြင်းနဲ့ပြရတာလို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။အောက်ခြေကကောင်တွေကတော့ဘလောက်ပဲလော်နေပါစေ။အခုဆိုရင်ပေါ့နော်စခွေတတက်ရတော့အခုလိုမျိုးတက်ပြနေတာဖြစ်ပေါ်မှာကျွန်တော်တော်လိုင်းရဆုတွေရဲ့ပြောစကားကိုနားမထောင်ဘူးဆိုရင်တော့ဘလိုမျိုးကဘာပြစ်နိုင်လဲဆိုတာကိုပေါ့နော်ပြသပေးလိုက်တာပဲဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်ဒီနေ့ညပထမဆုံးနေနဲ့ကြားမှာကတော့ဘူဂျီနေမျိုးစင်းအနေပြီးတော့မှအခုချိန်မှာကျွန်တော်တို့တော်လိုင်းရဲ့မိခံပြီးတော့မှလှူဆန်းနေကြတဲ့လူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေများစွာရှိနေတာဖြစ်ပြီးတော့မှသူလည်းပေါ့နော်အလင်ခံရတယ်ဆိုတဲ့အကြောင်းကိုမိဘပြည်သူတွေချပြပြောဆိုထားတာပဲဖြစ်ပါတယ်သူရဲ့တွေ့ကြုံကိုထုတ်ပေါ်ပြောကြားထားပြီးတော့မှကျွန်တော်တို့မိဘပြည်သူတွေသိအောင်ပေါ့နော်ဘူဂျီနေမျိုးစင်ဘယ်လိုမျိုးတွေစာပြောထားလဲဆိုတာကြိုကြည့်လိုက်ရအောင်နော်အဲ့ဒီအကောက်ပိုင်ရှင်ရဲ့ဖွင့်လာတဲ့အချိန်လှူရှားမှုပုံစံကိုသူတို့စောင့်ကြည့်နေကြတဲ့နေတူပါတယ်ဆိုတော့ချက်ချင်းဆိုသလိုပဲကျွန်တော်က ဲ့ဒီ hero ဆိုတဲ့ string development bank ကိုလွှဲလဲလွှဲပြီးတော့နောက်နိုင်ပိုင်းလေးအကြံမှာကျွန်တော်ရှိကို message ရောက်လာတယ်လူကြီးဘာတောင်းရှိသူတယောက်ကကိုနေမျိုးစင်းနဲ့ကျွန်တော်အဲ့အော်ပါကျွန်တော်လွှဲတာဘန်ကောက်ကမိတ်ဆွေရှိဦးဒီငွေအတိအကျအကျငွေနေပေါ့နော်ကျွန်တော်ကဘန် time bank နဲ့မဟုတ်ဘတ်တောင်းနဲ့ညီများတဲ့အကျငွေကိုကျွန်တော်လွှဲရတယ်အကျငွေနဲ့လွှဲတော့ဒီငွေဒီအကျငွေတင်ဒီ12သိန်းနဲ့3900ဘလောက်ဘလောက်ဘလောက်ပေါ့ကိုတော့ကိုနေမျိုးစင်အဲဒီအကောင့်ကိုဟိုဘာကြောက်လွှဲတာလဲတဲ့ဒီအကောင့်ကတန်ရရှိတဲ့အကောင့်ဖြစ်နေလို့ပါတဲ့ဘလို့ငွေတာဝန်နဲ့သူလွှဲတာလဲတဲ့ ကျွန်တော်ချက်ချင်းမေးလာတယ်အမဟုတ်ကျွန်တော်ဒီလိုလိုပဲကျွန်တော်ကိုဗမော PDF ကိုလွှဲပေးပါဆိုပြီးတော့ထိုင်းပန်နဲ့လွှဲတယ်ဆိုပြီးချက်လေးပို့လာတယ်ကျွန်တော်လည်းစလစ်မကြည့်မိလိုက်ဘူးဘောငွေငွေငွေထက်တယ်လည်းရှုပ်နေသေးတဲ့ချိန်ဆိုတော့ကျွန်တော် PDF အတွက်အရေးကြီးတယ်ဆိုတော့ကျွန်တော်ချက်ချင်းကျွန်တော်ရှိတဲ့ပန်နဲ့ site ပို့ပေးလိုက်တာဘန်ကောက်ကတယောက်ကူညီတောင်းပို့လိုက်ဖြစ်စင်မှန်ကျွန်တော်ရှင်းပြလိုက်တယ်အဲသူတို့ချက်ချင်းသဘောပေါက်သွားတယ်အဲ့ဒါဆိုရင်တော့ link ခိုင်းဝင်ထင်တယ်ထိုင်းပန်ကိုဒီပတ်တောင်းဝင်ဝင်တစ်ချက်စစ်ကြည့်ပါဦးဆိုတော့ကျွန်တော်ထိုင်းမိတ်ဆွေကိုလမ်းဆက်တယ်ကြည့်ရမကြည့်တော့မဝင်လာဘူးစလစ်ကအတူကြီး ့ Photoshop နဲ့လုတ်ပြီးတော့ဘတ်တောင်ကျွန်တော်ရှိဖို့နေဆိုတဲ့ပုံနဲ့ slit 2ပို့လာပြီးတော့ကျွန်တော်ຫນွေဥပန်တွေကတောင်းသူကလိမ်ပြီးတော့ထုတ်ခိုင်းတာအဲ့ဒါနဲ့ဒီအကောင့်ကတန်တဲ့ရှိလို့ပါတဲ့ငွေကြေးစည်းစိမ်မှုကျွန်တော်တို့ကအများအားစောက်ကြည့်ပြီးတော့လိမ်ညာနေတာလားတကယ်လုံးလုံးတာဆိုတော့စစ်စစ်နဲ့မို့လို့ပါတဲ့အဲ့ဒါနဲ့လိမ်နေဆိုတော့ပေါ်သွားအခုကနေတဲ့ဒီငွေကိုတို့တို့ဒီຫນွေဥပန်တောင်းရှိသူတွေကအခုပဲဟိုးလုံးထားလိုက်ပါတယ်တို့ကချက်ချင်းငွေအဲ့လိုကပါလူလင်ကပါလဲဆိုတော့ချက်ချင်းသူရှိရောက်တာ ਨੇ ချက်ချင်း RM 5တစ်ဆင့် time back ကိုအပြင်မှာငွေထုတ်ဖို့အားချင်းကြိုးစားလာတယ်သူကအခုပဲရောက်တယ်အခုပဲငွေထုတ်ပဲငွေထုတ်ပါ RM 10ဒီဂျစ်တယ်ပတ်စံတောင်းလို့သူတော့မတင်ငါလို့ဘယ်ကလာလဲဘယ်ကလာထောက်ကြည့်လာကျွန်တော်ရှိရလာလေဘာကြောင့်ကျွန်တော်ပို့လိုက်တာလဲဆိုပြန်စစ်တော့အလိမ်မဲပေါ်သွားပေါ်သွားတဲ့အိမ်ငွေဟိုးထားပြီးတော့ကျွန်တော်အခုအဲ့ဒီ time back 1000တော့ကျွန်တော်ပြန်မရဘူးပေါ့နော်ကျွန်တော်39ဘတ်တော့ဆုံးသွားတယ်သူကကျွန်တော်ဘာငွေလဲထားတယ်ဘာငွေနဲ့သူ့ကိုပို့တယ်သူက time back ပြန်လဲ lane ပြန်ထုတ်လာဆိုငွေလဲလဲလုံးလုံးရ39ဘတ်တော့ဆုံးသွားတယ်တော်သေးတယ်ပေါ့ အဲ့ဒါကျွန်တော်လည်းနောင်တရပါတယ်ကျွန်တော်ဘွားတဲ့ပထမဆုံးတာလင်းလေခံရတဲ့အာပေါ့လင်းလေခံရတာလည်းကျွန်တော်လောဘဆောကြောင့်မဟုတ်ပါဘူးကမော် PDF ဆိုတာကိုကျွန်တော်ကူချင်တဲ့ဇောနဲ့ကျွန်တော်ကျွန်တော်ချီငွေမရောက်လာပဲနဲ့ကျွန်တော်ရှိစုမဲစုနဲ့ကျွန်တော်လမ်းပို့ပေးမိလိုက်တာပါဒါပေမဲ့ရှိစုမဲစုကိုမဆိုးချုံသွားပဲနဲ့ထိမ့်သိမ်းပေးတဲ့ Spring Development Bank တောင်းရှိသူကိုရွှေသွေးတို့အဖွဲ့အားလုံးကျေးဇူးတင်ပါတယ်ပေါ့နော်တို့အချိန်နဲ့တပြေးညီချက်ချင်းဆောင်ရွက်ပေးပြီးတော့ချက်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 နဲ့တို့လို့တာကျွန်တော်ရှိလို့ကူငွေတော့တေးတာပါနော်အဲ့တော့ကျွန်တော်လိန်လဲသွားတဲ့အောင်ဦးဆိုတဲ့ညီလေးပေါ့နော်ကိုယ်လူမျိုးချင်းချင်းမင်းလောက်ရတဲ့ အတန်ဖိုင်နဲ့တကွာယူအတန်လေးရရိုးသားသားလေးပါပဲသူပြောလာတယ်ကတကယ်ပေါ့အတန်ဖိုင်နဲ့ကိုပြောလာတာအခုကျွန်တော်ကူညီပါပါညာကျွန်တော်ကအောက်ကိုပမာလူမျိုးချင်းချင်းအတူကိုယ်တိုင်ရိုးသားလူချင်းရှားလို့ဖြစ်မှာပါလေဆိုပြီးတော့ကျွန်တော်လည်းချက်ချင်းကိုလွှဲပြောင်းပေးလိုက်တာကိုယ့်လူမျိုးချင်းချင်းမင်းလုပ်ရတယ်ကွာလို့ပဲကျွန်တော်ပြောလိုက်ချင်ပါတယ်ကဲဘူဂျီလူမျိုးစင်တောင်းပါပေါ့နော်ဒီလိုမျိုးအလိန်ခါရပြီဆိုကြတဲ့ဟိုကကျွန်တော်တို့အနေနဲ့ဒီချားလေးကိုခရီးဆိုင်တင်နေတာပဲဖြစ်ပါတယ်အခုဆိုရင်တော်လိုင်းမိခံပြတော့မှာပေါ့နော်တိုက်ပွဲတွေကိုအကြောင်းပြပြတော့မှာကျွန်တော်တို့ PDF တွေပုံစံမျိုးနဲ့ အလူခံလုဆန်းနေကြတာကိုကျွန်တော်များစွာကြုံတွေ့နေရတာပဲဖြစ်ပါတယ်။သော်သေးတာပေါ့နော်အခုဆိုကျွန်တော်နွေဥပန်လိုမျိုးဟာတွေကနေပြီးတော့မှတေချာလေးကိုစောင့်ကြည့်နေတာမလို့ကျွန်တော်မျိုးဟပ်ပြည်သူတွေအတွက်တပက်ကနေပြီးတော့မှလုံချုံရေးပိုင်းဆိုင်ရာစိတ်ချရတယ်လို့ပြောရမှာဖြစ်ပါတယ်။ဘလို့ပဲပြပြကျွန်တော်တွေနဲ့ပေါ့နော်ဒီလိုမျိုးကိုကိုအဲဒီအလူခံဒါတို့ဘာတို့စားရပို့လာတယ်ဆိုရင်တေချာလေးကိုစုံစမ်းပြီးတော့မှတေချာမသာလိုတန်းတင်နေဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့ဘူဂျီနီမျိုးစင်ရပေါ့နော်တွေ့ကြုံရတင်ကားစာယူလို့ရတာပဲဖြစ်ပါတယ်။ ျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဟိုတလောကပဲကတိုင်းဒေါ်လာပိုင်းမှာ KA နဲ့ PDF ပုံတဖို့နေရတယ်ပြီးတော့စစ်ကောင်စစ်စစ်အကြောင်းတစ်ခုလုံးလိုက်ကိုပြုတ်ထွက်အောင်တိုက်ထုတ်နိုင်ခဲ့တယ်ပေါ့နော်တတိယနဲ့ပတ်သက်ပြီးတော့မှတင်ဆက်ထားတဲ့ဟာလေးကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်စကိုင်းတိုင်းအင်းတော်တိုက်ပွဲကိုစစ်ကူလာတဲ့စစ်ကြောင်းကိုကချင်လွတ်လပ်ရေးတပ်မတော် KA ပကဖ PDF ပူပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကြောင်းပြတ်သွားပြီးစစ်တုံးမှန်းများစွာဖမ်းခံခဲ့ရပါတယ် အပန်းခံထားတဲ့စစ်တုံးမန်းနေထဲမှာအထမစူးစောင်းထားတဲ့တသားတစ်တွေပါဝင်ကြောင်းလည်းသိရပါဗျ။မလ15ရက်နေ့မှာကတာကနေအင်းတော်ကိုစစ်ကူသွားတဲ့အင်အား150ခန့်ပါတမတော်စစ်ကြောင်းကိုပူပေါင်းတပ်ဖွဲ့ကဂျားဖြတ်တိုက်ခိုက်ခဲ့လို့တမတော်သား40ခန့်တိတ်ဆုံးပြီးစစ်တုံးမန်းအဖြစ်33ဦးအပန်းခံခဲ့ရတာပါ။စစ်တုံးမန်းနေထဲမှာပဲခူးချေဆိုင်တမ89လောက်ခန့်တရင်တွေကပြည်သူစစ်မှုထံဥပဒေအရဝင်လာတဲ့တမတော်သားတွေလည်းပါဝင်တာကိုတွေ့ရပါဗျ။ ဖမ်းမိစစ်တုံးမန်းတွေကိုအစင်ပြေအောင်ဆက်ဆံမဲလို့ပူပေါင်းတပ်ဖွဲ့အရာရှိက ပြောကြားခဲ့ပြီးဘာမှမဖြစ်စေရဘူးလို့ပြောတာနဲ့အစာအစာနဲ့ရေပေးမယ်လို့ပြောတာကိုရုတ်တံမှတွေ့ရပါတယ်ရှင်ဒါတော့ကျွန်တော် အားလုံးလည်းတွေ့ရှိပြီးသားပေါ့နော်အဒီထဲမှာဆိုရင်တော့ကျွန်တော်တွန်လိုင်းရဆူတွေကနေပြန်မစစ်ကောင်စီသက်သားတွေကိုလည်းဒီချာလေးကိုကြိုးဆိုထားတာဖြစ်ပြီးတော့မှကောင်းမွန်စွာကြွေးမွမယ်လို့ဂရီပြုတ်ပြီးတော့မှပြောဆိုထားကြတာပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသက်သားတွေနဲ့ဒီလိုမျိုးပေါ့နော်ပေါ်သားဆွဲခိုင်းပြီးတော့မှရှီတောင်းပို့လို့ခိုင်းနေဆိုတော့ အဲ့ဒီနဲ့တဝိုက်ကကျတို့တစ်ဆိုင်ရတော်လိုင်းတစ်ဖက်တွေစီမှာအလီမန်ဆုံးချစ်စစ်ပြီးတော့မှတော်ရပူပေါင်းတင်တာပဲဖြစ်ပါတယ်မဟုတ်ဘူးဆိုရင်တော့ပေါ့နော်ကိုယ့်ရဲ့တက်ကိုလည်းဆုံးရှုံးသွားနိုင်တော့မလို့ကျတို့နဲ့ပီတူတွေကနေပြီးတော့မှတော်လိုင်းမှာတစ်ထက်ဝင်ပူပေါင်းပေါင်းချဖို့အခုကတည်းကတိုက်တွန်းပြောဆိုလာကြတာကိုအားလုံးတွေ့ရတာပဲဖြစ်ပါတယ်ကဲကျောရုံထပ်ဗီဒီယိုသဘောတွေနဲ့ဘောမိုင်းကွာပြောင်းကျန်းနေပြီတော့မှာပါနော်။ညောင်ချိုးတိုက်ပွဲမှာစစ်ကောင်စီတဖို့ဝင်ချင်းချင်းဘုံဝပြန်ကျဲတဲ့ကိစ္စကိုအတီလေးဝန်ခံထားရပဲဖြစ်ပါတယ်။ဒီကောင်မလိုမျိုးတွေပြောထားလဲဆိုတော့ကျွန်တော်စစ်ပီရိုမှာကြည့်လိုက်ရအောင်နော်။ အဲသူတို့ပြောတဲ့ပုံစံအရဆိုလို့ရှိရင်ညောင်ကျိုးရွာတိုက်ပွဲပေါ့ညောင်ကျိုးရွာတိုက်ပွဲမှာတဲ့အဲတက်မတော်ရဲ့လေရင်မှားကျတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆက်တက်ဘက်ကတော်တော်လေးကြောက်သွားတယ်ဆိုပြီးတော့တတိယမှလွင့်ထားတယ်အဲ့ဒါတရက်နှစ်ဘာတတိယမှလဲအမှန်လေနော်အဲ့ဒါကိုခစ်တစ်ကလည်းအတင်ထားတယ်နော်ခစ်တစ်ကလည်းတင်ထားတယ်အဲသူတို့အင်တာဗျူးတွေမှာလည်းတော့တေးချတင်ထားတာပါအဲထို့တူညောင်ကျိုးရွာကြာပါပြီပေါ့နော်ညောင်ကျိုးရွာကြာလို့ရှိရင်ကျွန်တော်အန်ရအရန်ကြည့်တာပေါ့ဟုတ်လားအဲညောင်ကျိုးရွာကြာပါပြီဆိုပြီးတော့အဲခိုင်းဒုက္ခကလည်း ခိုင်တုခါလည်းသူကကောလုံးဟောလုံးထုတ်ထားတာကိုအဲသူကပြောတယ်သူရဲ့ကောလုံးဟောလုံးထုတ်တာတော့အကြောင်းမဟုတ်ဘူးကလေးနော်အဲသူတို့အေးအေးလေးတွေနော်အောက်ချင်မှာတတော်ကိုသူရဲ့ပြောတာမှန်ဖို့ပေါ့လေသူပြောတာမှန်ဖို့တည်းအသေးကြီးမဲကြီးအသက်ပေးဘဝပေးပြီးတိုက်နေရပါတယ်အဲ့တော့သူကကြပါကြီးပြောတဲ့ပုံစံတိုင်းကြဖို့အတွက်ကိုအောက်ချင်မှာရခိုင်လေးတွေရခိုင်မလေးတွေနော်ဒီစစ်သေးကြလေးတွေပေါ့အကျန်းဖက်စစ်သေးကြလေးတွေဆိုလို့ရှိရင်အသေးမရရအောင် လုံးနေတာနော်အချိန်တွေကဒီလိုမျိုးရှိနေတယ်အဲ့တော့ ခါတွေကြောက်ရှိရင်ခေါင်းဆောင်တွေကပြောလိုက်တာပဲခေါင်းဆောင်တွေကလော်လိုက်တာပဲအောက်ချင်မှာတကယ်တမ်းတိုက်ရတဲ့အေးအေးလေးတွေခင်ဗျာမှာဒုက္ခတော်တော်ရောက်ပါတယ်နော်အဲ့တော့အဓိကဒီနေ့အခြေဖြတ်ချင်တာကတော့လေရင်မှားကျဲတယ်ဆိုတာလုံးဝလုံးဝမရှိခဲ့ပါဘူးဟာအဲ့ဒါကနံပါတ်၁ချက်ပြောရတယ်နော်နံပါတ်၁ချက်နေနေကအဲအဲ့ဒီခိုင်ဒုက္ခပြောသလိုညောင်ကျိုးရွာကြပြီဆိုတာလေလုံးဝလုံးဝမဟုတ်ပါဘူး၁၉ရက်နေ့ညမှာညအထိကတဲကြီးမဲကြီးဝင်လုံးနေပါတယ် ဲ့တော့ညောင်ချိုရွာရဲ့ဘူတဲလို့ခေါ်တာစောက်လို့ရဘူတဲလို့ခေါ်တယ်အဲ့စောက်လို့ရဘူတဲကိုစစ်သေးကြတယ်အလုံးအရင်နဲ့ဝင်လုံးတာပါမိန်းကလေးလည်းပါတယ်ယောက်ျားလေးလည်းပါတယ်အတကုံဝင်လုံးပြီးတော့တိုက်တာပါနော်အဲ့တော့တော်တော်လေးပြစ်ကူပေးရတဲ့အခြေအနေတော့ခက်ခဲသွားတဲ့အခြေအနေမျိုးရှိတယ်အဲ့ဒါကတော့အမှန်မဲ့မနေ့ကညအထိပေါ့နော်ဒီနေ့မနက်တော့ drone နဲ့တောက်လျှောက် light ကျင်းနေတယ်เนาะ drone နဲ့ light တောက်လျှောက် light ကျင်းတဲ့အတွက်ကြောင့်မို့လို့ AC သေးကြတယ်ပြန်ပြေးနေရတဲ့အတိုင်းတားလေးရှိတယ်လုံးဝပြန်ပြီးတော့ပြေးနေရပါပြီ အဲ့တော့တက်ကလည်းထက်ချက်မကွာလိုက်လာပြီးတော့နှိမ်နေနေပါတယ်သူကတော်တဲ့ဝင်တော်တဲ့ပြောက်ပြီးလို့ရှိရင်ပြန်ပေါ်လာတဲ့ဆိုတဲ့ပုံစံမျိုးတွေရှိတယ်အဲ့တော့တခုတော့ရှိတယ်အဲကျွန်တော်တို့ဒီဝင်ခံရမှာတခုတော့ရှိတယ်အဲ့ဒါပါလဲဆိုတော့မနေ့ကအရန်ကိုပုတ်ကုတ်ကတ်ကတ်တိုက်ပွဲဝင်တဲ့ခါမှာအဲတက်ကလည်းလက်နက်ကြီးတွေနဲ့ပြန်ပြီးခုခံရတာရှိတယ်လေရင်နဲ့ပြန်ပြီးတော့ခုခံရတာရှိတယ်အဲ့တော့အရန်ကိုပုတ်ကတ်နေတဲ့အခြေအနေဖြစ်မှာလဲဒီ AA စစ်သွေးကြောက်ရည်နဲ့သူအသက်လုံးချုံမှာဟလားသူတို့ကနှစ်နေပဲရှိအဝေးကနေပြစ်လို့ရှိရင်လဲသူတို့ လင်းရင်အစာကောက်ခြင်းလက်နက်ကြီးအစာကောက်ခြင်းကိုသူတို့ခံရမှာအဲ့တော့သူတို့အတွက်ကဘာလဲဆိုလို့ရှိရင်အနီးကပ်ဝင်လုံးသားမှသာလေတက်ကလက်နက်ကြီးပစ်ကူတယ်လေရင်ပစ်ကူတွေပေးရတာခက်ခဲမှဖြစ်တဲ့အတွက်ကြောင့်မို့သူကအနီးကပ်ရနိုင်များအရဝင်လုံးလားတက်ကအဲ့ဒါကိုသိတဲ့အတွက်ကြောင့်မို့လို့အဲ့သူတို့ကိုဟိုခုခံနေခုခံပစ်ထားပြီးတော့တက်ကနောက်ကိုနည်းနည်းခွာပေးလိုက်တာခွာပေးပြီးတော့တိုက်နေတဲ့အချိန်မှာအချိန်မှာလေပစ်ကူကလည်းအချိန်နဲ့မဆိုင်မနဲ့တောက်ရောက်တောက်လျှောက်ကောင်းမစောလာပေးသွားလိုက်တာပေးသွားတဲ့အခါမှာတော့အေးအေးနေတော့ AAPDF တွေကြာဆုံးမှုတွေများသလိုကျွန်တော်တပ်ဘက်ကလည်းထိခိုက်နာကျင်မှုရှိခဲ့တယ် ပြောင်းကြရတော့ဗောနော်အခုဆိုရင်ညောင်ချိုတက်ပွဲနဲ့ပတ်သက်ပြီးတော့မှသူရဲ့စေကွင်းရဇလန်းလေးတွေကျွန်တော်မျိုးပါပြည်သူတွေအစီအမချပြပြောဆိုသွားတာပဲဖြစ်ပါတယ်ကျွန်တော်အားလုံးလည်းသိတဲ့အတိုင်းဒီစကောင်စီညောင်ချိုတက်ပွဲကနေပြတော့မှဗောနော်ရှုံးနေနေတဲ့အချိန်မှာပဲတသားတဲတို့ဟာဆိုရင်အလင်းဝင်လာတာပြတော့မှသူတို့ချင်းချင်းပြပြတော့မှဘုံမကျဲလို့ဗောနော်စစ်ခွေး190ကျော်လောက်တည်ဆုံးခဲ့တယ်ဆိုတာကိုသူကိုယ်တိုင်ထုတ်ပေါ်ပြချထားတာဖြစ်တယ်လို့ကျွန်တော်အေးပြောခွင့်ပုံကိုဥခိုင်ဒုခနဲ့ပြတော့မှလည်းညောင်ချိုရပြီဆိုပြတော့မှဗောနော်အတိအပြပြောဆိုထားပြီးပြီဖြစ်လို့ ဒီကောင်တွေကတော့အော့ဘကနေပြတော့မှဘလောက်ပဲအာချောင်ပြတော့မှပြောနေပါစေကျွန်တော်ညောင်ကျွားဆိုရင် A နဲ့ပေါင်းတပ်ဖို့မနေရလက်ထဲကိုအလုံးခုဆိုရင်အလုံးစုံရရှိထားတာပဲဖြစ်ပါတယ်မကြာခင်မှာတော့ Oshipen မှာရှိတဲ့ Capasa ဆလင်းနဲ့ယုံတွေထိရောက်ရှိသွားနိုင်တာမလို့အခုချိန်ထိပေါ့နော်ညောင်ကျွားတိုက်ပွဲနဲ့ပတ်သက်ပြီးတော့မှပြောနေမြောင်ဆက်ပြောနေကြတဲ့ဒီစစ်ခွေးနဲ့ lobby တိုက်ရတော့ပြောလို့ကောင်းနေတော့ဆိုတာတော့ကျွန်တော်အလုံးသိတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဇော်ပွင့်ရနေပြီးတော့မှဟိုတနေ့ရပဲကျွန်တော်တို့ရန်ကုန်မန္တလေးအမြန်ကာလမပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးတော့မှ9ရက်တည်ဆုံးတော့လို့ပါနော်တော်တော်လေးပေါက်ကွဲသွားတာပဲဖြစ်ပါတယ်ဒီကောင်မျိုးမျိုးဆက်ပြီးတော့မှပြောထားလဲဆိုတာကြည့်လိုက်ရအောင်နော်အမြန်တမ်းရေမင်းကောင်းကိုအပြစ်ခံရတယ်လေဒါကိုအပြစ်မပြောလို့ကျွန်တော်တို့ကဘာပြောရမှာလဲဟုတ်လား तू အောင်မခံထားတဲ့အဲ့နေရဗျာကဲ38တက္ကပြစ်ပြီးပြီอืม38မှာနှစ်ဖာလုံး6ဖာလုံးကနေဖြစ်တယ်အဲ့တုန်းကတစ်ချိန်ဖြစ်တယ်အဲ့ပန်းပွဲတော်တုန်းကအဲ့ဒါဦးဘာကကြောင့်ကြီးလို့ဦးမင်းအောင်လိုင်းတို့ပန်းပွဲတော်လာနေတုန်းကလာနေတုန်းကမဟုတ်ဘူးပန်းပွဲတော်ဖွင့်ပြီးတော့အဲ့လိုမျိုးပေါ့သွားလာနေတဲ့အချိန်တွေပေါ့ အချိန်ဖြစ်ပြီးပြီအခုတချိန်အမြန်လမ်းမှာအဲ့နေရာမှာပဲ3နှစ်တက်ဗျာဘယ်တော့ဝေးလို့လဲအဲ့နေရာမှာရဲခင်းနေရှိတယ်ဟုတ်လားဒီလောက်အမြန်လမ်းပေါ်မှာဒီလိုဖြစ်လို့ဥဟို2 6နှစ်မှာတော့ကလေဟိုမှာကိုကျော်စိုးဦးတော်မှာနော်ဟိုဟာမိတက်ရာရှိဘိုးပါပါလို့ဆွဲဟိုဟာကိုကျော်စိုးဦးတော်ခေါ်ယူစစ်ဆေးခြင်းခံရသေးတယ်ဟမ်ဒါကတော့ပြင်နေပြောညံ့လို့ပေါ့ဗျာတိုင်းမှုညံ့လို့ပေါ့ဒါအရှင်းရှင်းပဲပြောတာပါဟုတ်တယ်ပြောပြီနော်အရှင်းရှင်းပြောတာပါတိုင်းမှုနဲ့ကျွန်တော်တို့လည်းဘာမှမရှိပါဘူးเนาะညံ့လို့ပေါ့ဒါကကျွန်တော်တို့ကဒီလိုပဲသုံးသပ်ရမှာလေ ဒါလဘခထဲမှာနထိုးကြီးပြင်းစီဒီတောင်သားမြင်းကြံဆိုတာဒါလဘခရဲ့အောက်မှာရှိတာလေဟုတ်လားလဘခရဲ့အောက်မှာပဲရှိတာနော်အလေးပိုင်းတိုင်းစစ်တပ်နဲ့ညိုရဲ့အောက်မှာပဲရှိတာနော်ဒီလိုအမြန်လမ်းပေါ်ဒီလိုအကြမ်းဖက်လက်နက်ကိုင်ကောင်းကျန်းသူတပုံကိုဒီလိုအမြန်လမ်းပေါ်တက်ပြီးတော့မှအမြန်လမ်းမှာကိပတ်နေတဲ့ရင်းမီးအမြန်လမ်းရင်းမီးရဲ့ကောင်ပစ်ခတ်ခံရတယ်ဆိုတာကဒါတိုင်းမှုညံ့လို့ပေါ့ဒါဒဲဝေပန်တာလေဟုတ်လားဗျဒါတိုင်းမှုညံ့လို့လေတိုင်းမှုသူ့ရဲ့အောက်မှာပဲရှိတယ်အဲ့ဒီမှာဘယ်ကောင်လုံးညိုရေးထားလဲ နော်အမြန်လမ်းနဲ့ပတ်သက်လို့စိတ်ကြယုံကြည်ရတဲ့တကယ်အလုတ်လုတ်တဲ့နော်ပြည်သူလူထုတွေလုံခြုံအောင်သွာလာနေတဲ့လမ်းကိုဘယ်လိုလုံခြုံရေးအားကောင်းတဲ့တကယ်အလုတ်လုတ်မဲ့လူကိုထားရမယ်ဆိုတော့ तू မသိဘူးလားဟမ်ဖြစ်သွားပြန်ပြီလေအခုဖြစ်တော့ဘာဖြစ်လဲစောက်ချက်တွေကိုရလေဒါအရှိတရားလေစောက်ချက်ကိုရတယ်သူတို့ကတော့စောက်ချက်မကိုဘူးသူတို့ကစောက်ရက်တောင်မပြတ်ဘူးလေဟာဟာဟာအဲ့ဒါတော့မှန်တယ်နော် ပြတ်တောင်မပြတ်ဘူး ဘလို့ချင်းထွက်ခန်းလာရတာအယုံတော့နော်တိုင်းဘူးခက်ဆန္ဒကိုဘကြိုးစိုးရတော့တော့ပါဘလာဘကတိုင်းဘူးပြေးလိုက်ချုံးနေနာပြေးဒီဇဘွင်ရတော့ခုဆိုရင်ကျွန်တော်တို့ဘောနရန်ကုန်မန္တလေးအမြန်ကာလမပေါ်မှာနှထိုးကြီး PDF ပွန်းတဖို့ဝင်ရတယ်မြန်မာစစ်ခွေ9កောင်လောက်ကိုဒီတီးထုံနိုင်ခဲ့လို့ဘောနတော်တော်လေးပေါက်ွက်နေတာပဲဖြစ်ပါတယ်အဲ့ဒီကတော့သူပြောတာတော့လက်ဘခတိုင်းမှုကစောက်တော့မချဘူးဆိုတဲ့ပုံစံနဲ့ဘောနကျွန်တော်အားလုံးကြားတဲ့အတိုင်းပြောသွားတာဖြစ်ပြီးတော့မှအခုဆိုရင်ဒီဘောမတတရတော့တော်တော်လေးကိုတုံလို့ချောချနိုင်ချင်တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ် မန်နီယာရောကျွန်တော်ကလည်းပြောမှကြီးညာထားပြီးသားစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့ကာကင်စကန်တွေသူတို့ရဲ့ပေါ့နော်ဒီလိုမျိုးစစ်ကန်ကုန်းတွေကိုရရှိဖို့စူးစမ်းတော့မယ်ဆိုပြီးတော့မှပြောကြားထားတာမလို့နောက်ထောင်ပေါ့နော်ဒီထက်ပိုပြီးတော့မှကျန်းတဲ့ဒီဇဝင်ခါမျိုးလိုမျိုးပုံစံမျိုးတွေကျွန်တော်ဘက်ကလည်းပြောမှတိုက်ထုတ်တော်ဖို့ရှိနေတာဖြစ်ပါတယ်ဒီကြောင့်လည်းပတ်သက်ပြီးတော့မှပေါကရောကလည်းပြောမှရောဘယ်လိုမျိုးပြထားလဲဆိုတော့ကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်အဲ့ဥစဉ်ခဏခဏပြောတယ်ဖဲသီးတွေကိုဥစဉ်ကနည်းနည်းလေးကြောက်တယ်လို့ဖဲသီးကကြောက်တင်တာပေါ့ ရုပ်မှန်နေရာမှာကန်းကုန်းအောင်ရုပ်မှန်ကြတာဟုတ်တယ်ဒီနိုင်ငံတော်တစ္ဆာဆိုနိုင်ငံတစ္ဆာရှိရမှာဘာလို့တို့ကမသိတော့ဘူးမသိတော့သူတို့တွေရဲ့ထားတော့ဒါဥစ္စာပြောတော့ကတော့ဆက်ဆွဲချင်ပါဘူးနော်အဲ့တော့ဒီရဲလက်ကလေးလည်းဒီကားလမ်းကိုလာတဲ့ချိန်မှာတကားလေးကိုပြည့်ပြည့်တယ်ဆိုတော့လည်းတော့ကျိုးစမ်းတော့လေအဲ့ဆစ်စေးရမှာတော့ခင်ဗျားတို့ရဲ့အလုပ်ပေါ့အဲ့တော့ဦးစင်းတို့ကအမြန်လမ်းကိုအချိုးကတော့ရေးကြပါတယ်တစ္ဆာမှာဟာအမြန်လမ်းကိုတက်လာတယ်အမြန်လမ်းကတော့နောက်ကနေရှင်းလင်းတယ်နောက်ကနေရှင်းတော့ပြည်သားဘက်ကိုမှုန့်နေတာပဲရေးကြတယ် ေးတာမပြေးတာသာအမြန်လမ်းပေါ်တက်လာတယ်အမြန်လမ်းပေါ်တက်စကင်းကဲတဲ့လူတွေကပြစ်တယ်အဲ့ဒီကလေးကကိုအမြန်လမ်းပေါ်တက်လာပြီဆိုကြတဲ့ကကိုဒီပြေးတဲ့ရေကိုဓာထဲနဲ့ကွာလို့ပြောသွားတယ်အတူတူပဲဘလို့ဓာထဲနဲ့ကွာလို့ဒီလူတွေထိတ်လိုက်မှုဖြစ်မှာတော့အမှန်ပဲခီးအေးကြမ်းကြမ်းသွားနေတယ်ခီးသွားပြည်လူတွေအတွက်ထိတ်လိုက်မှုဖြစ်မှာတော့အမှန်ပဲအမှန်ပဲဘာမှလည်းငင်းပဲလို့မရဘူးခင်ဗျားတို့ငင်းလို့မရဘူးနော်အဲ့တော့အမြန်လမ်းမှာငင်းရအောင်ဘယ်လိုလုပ်ပါလဲဒီတိုင်းဆက်ဖြစ်နေအောင်ပါပဲဦးစင်း ဒီအမြန်လမ်းမှာလူငလုံးလင်္ကာအဲ့ဖြစ်မဖြစ်ခင်လင်္ကာရတော့ကပြန်လာတယ်အဲ့အမြန်လမ်းမှာရှိတဲ့ဂိတ်တွေကိုကြည့်တယ်အချို့ရဲဘော်လေးတွေဂိတ်စော်နေတယ်လမ်းမှာအကင်းရှင်မှာထိုင်နေမှာဂိတ်စော်နေတယ်ဒါတချို့မေးကြည့်ပါဦးသနီးကဒီကောက်မှာပါလို့ရှိရင်ဒီအမြန်လမ်းမှာပါလို့ရှိရင်စားစရာပါတယ်တခါလေလိုလိုချက်ကြော်လေးတွေချက်ကွာလေးတွေစားစရာလေးတွေပါတယ်မုတ်ပါတယ်တခါလေအဲ့လိုကဂိတ်တွေမှာခြားခြားခိုင်ရည်ပေးတယ်တခါလေတချို့ရဲဘော်တွေဂိတ်စော်မပြတ်ဘူးရှိမှာဂိတ်စော်မပြတ်ဘူး စောကျင်လည်းအတွင်းထဲမှာဆိုအထက်ထဲမှာအပြင်ဘက်မှာဂိမ်းစောနေတော့အဲ့ဖြတ်သွားဖြတ်လာနေတဲ့အချိန်မှာကအကုန်လုံးရှိတယ်။ PDF ထောက်ခံနေတဲ့သူရှိတယ်။တချို့ PDF တွေလည်းရှိရှိပဲတချို့ဒီဘိတ်တွေအများကြီးရှိမယ်ဗျာ။ဟောညာလည်းဂိမ်းဆက်ဆက်မလုပ်ပါဘူးလေ။ငါတို့ဝင်ရတဲ့ဂိမ်းဆိုင်စောနေတာဂိမ်းမစောနေကြတာဆိုတာမျိုးလေ။ကပေါလဲတော်တော်လေးလောင်းနေတာကျွန်တော်တွေ့ရတာပေါ့နော်သူပြောတဲ့ပုံစံတော့အဲ့ဒီ case card တွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ game bait ထိုင်စွန်နေလို့ပောက်ကွဲသွားတာဖြစ်ပြီးတော့မှအခုလိုမျိုးဖြစ်ရတာပေါ့နော်မထူးဆန်းဘူးဆိုတဲ့အကြောင်းကိုလည်းသူကနေပြတော့ဝန်ခံပြောဆိုသွားတာပဲဖြစ်ပါတယ် ကျွန်တော်အားလုံးကြားတဲ့အတိုင်းပဲအခုဆိုရင်အများကားလမပုံမှာကျွန်တော်တော်လိုင်းရဲ့ဆုတွေကနေပြီးတော့မှဝင်ရောက်ပြက်ခတ်ရှင်းလင်းတာတွေစစ်တိုက်ဆိုလို့လို့ဆောင်နေတာပြပြမှာမကြာခင်မှာတော့ဗောနဒီလိုမျိုးအရေးပါလာတဲ့ကားလမပေါ်တွေကိုစုမိုးနိုင်ဖို့လက်တကားအကွာကိုရရှိနေတာပဲဖြစ်ပါတယ်မြို့ပပီသူတွေနဲ့လည်းကျွန်တော်တော်လိုင်းရဲ့ဆုတွေရဲ့ဂျင်ညာထုတ်ပြန်ချက်တွေကိုတေချာလေးဘောနော်နားဆွင့်ပြတော့မှဟေးတော့မယ်ဆိုရင်လည်းခရုတဆိုင်နဲ့တွားချဖို့ကျွန်တော်ဒီနေ့ကနေအတိအပြပြောလို့ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ဦးဆွဲဆိုတဲ့ဘောနော်ပြုခွေးတကောင်ကနေပြတော့မှ မြောင်းလိုင်းကိုချီးမြှောက်ပြောဆိုရင်လည်းကျွန်တော်တို့ PDF တွေကိုဘယ်လိုမျိုးစင်ခေါ်ပြောဆိုထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်တို့တက်ချုပ်ကြီးကတော့တက်ထဲရောက်ကြတဲ့ကသူ့ဟာရင်းနဲ့သူဟုတ်လားဘူဖြစ်လာကြတဲ့ကဟိုစီရေးကိစ္စအမျိုးမျိုးနဲ့ပေါ့ဗျာနော်တာဝန်တွေထမ်းဆောင်နေရတာပြီးတော့မှသူ့တဘဝလုံးကိုဒီတက်မလို့တည်းမှမြုံနံထားတဲ့အတွက်အဲ့လိုဘလူးပလက်စကားတင်စရာအကြောင်းလည်းမရှိဘူးလေကွာအဲ့တော့မတက်ဘူးပဲပြောလဲရတယ်ဒါပေမဲ့မတက်လဲလူထောင်ချီပြီးသူခေါ်ပြီးပြန်ခိုင်းလို့ရတာပဲဟုတ်တယ်အာ အဲ့တော့တက်ချုပ်ကြီးတယောက်ဖြစ်ရရှာသွားတဲ့ကိစ္စပါနော်နော်ဘူချုပ်ကြီးအများကြီးတဲ့မှာမှာဖြစ်လာတူဖုံတူကန်သူ့ရဲ့အရင်ရှင်းတယ်မလို့ဒီနိုင်ငံမှာသူ့ဟာတကယ်တော့ဘီရင်ပဲအဲ့ဒါကိုမင်းတို့ဆဲနေကြတယ်နော်ဘာမဟုတ်တဲ့မိ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 မင်းတို့မိမိတကယ်လူကြီးလို့ရှင်ထိနေတဲ့နေခဲ့ရမှာနော်ဘူချုပ်တပီးပါဆိုပြီးတော့ဒီမှာပလိပလာပြောတာနဟမ်းမင်းတို့ကောင်နေအမေဖြစ်သွားတယ်လာသမျှလူဖက်နန်းဖယ်ဖို့တော့ဖက်နန်းဟာလူကြားဟိုလူတွေရှိတောင်ဖက်နန်းနဲ့မင်းတို့အမေဟာထားလိုက်ပါတော့ဒါတွေမပြောတော့အဲ့တော့ပြောချင်တာ PDF တွေထောက်ဖို့လေမင်းတို့ တခါတိုက်လိုက်တခါအလူခံလိုက်နဲ့မချက်ဘူးလားမင်းတို့တတ်မလို့ဘယ်တော့မှမနိုင်ဘယ်တော့မှမနိုင်ဘူးကွာဒီတတ်မလို့ယူမင်းတို့တေးတဲ့အထိမနိုင်ဘူးမင်းတို့အညာဒေတာဘလော့တတိမချီဘူးလားမသိဘူးနော်ဒီဘိုးတော်တော့အိမ်ကောင်းနေနဲ့အခုပြာကြကွန်ဘာကြောင့်ပြာကြလဲမင်းတို့ကစစ်ကိုခေါ်တာဦးမင်းတို့အညာသားတွေမိသားမိသားစုတွေရောစုံကြသေးရလားမစုံတော့ဘူးနော်မင်းတို့ရဲ့ဘဝတွေကမတွေးဝင်ဘူးကွာညံညံလက်တချာပြီးလင်းဝင်လိုက်ပါအကောင်းဆုံးပြောတာအဲ့တော့တတ်ရှုပ်ကြီးကဒီလိုလေးမင်းတို့မလုပ်သေးလို့မှတ်ထားမင်းတို့တွေ မြေပေါ်မှာတော့နဲ့လူတွေတော့ပြောမနဲ့တင်းញိုင်ကုန်းကြီးတကုန်းမှရှိတယ်အဲ့တင်းញိုင်သူမကြိုက်ရင်တော့ဟဲ့ကောင်တင်းញိုင်ဟာတာဝန်ရှိတဲ့ကောင်လားမနဲ့ပြန်မင်းတို့ထုတ်ဖို့တွေထုတ်တာအဲနောက်နေ့ကားတွေစီပေးလိုက်လို့ရှင်တက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 ်မင်းတို့ထုတ်ဖို့တွေဟာငရုပ်ဖို့တော့မကြံခဲ့နဲ့လို့ကားတွေပေါ်ကြွိကြွိကြွိနဲ့မင်းတို့တည်ထားတဲ့ဝိညာဉ်တော်မှာတက်ချုပ်ကြီးအမိန်ပေးထွက်ပြေးရမှာရှင်းလားမယုံမင်းကြီးအဲ့ဒါတွေလေ့လာကြည့်လိုက်တကယ်ရှိတယ်တမ်မတော်အမိန်ပေးပြီးထွက်ခိုင်းရအောင်ထွက်ရတယ်ကွာမင်းတို့လည်းတမ်မတော်တက်ချုပ်ရဒီလိုလေးလှုပ်လိုက်ကွာဆိုလို့ရှင် တယောက်မှကြားမှာမဟုတ်ဘူးတက်ချုပ်ကြီးကကိုယ်နိုင်ငံသားတွေပဲဆိုပြီးတော့ဖြည်းဖြည်းချင်းဆွေးနွေးတာဒီကောင်တွေကတော့လေနေပဲပေါ့နော်ကျွန်တော်ကအနိုင်ယူနေတာဖြစ်ပြမတကယ်မြေပြင်မှာတော့သူတို့တပ်ဖွဲ့ဝင်တွေခွေးပြေဝပြင်းနဲ့ပြေးနေရတယ်ဆိုတာကိုတောင်မှမသိရှိပဲနဲ့အခုလိုမျိုးအာချောင်ရဲတာပဲဖြစ်ပါတယ်ဘလိုပဲပြောပြောကျွန်တော်အခုဆိုရင်နေရာတော်တော်များများမှာတော်လိုင်းရဆုတွေရပါတော့စကောင်စီတပ်ဖွဲ့ဝင်တွေကိုချင်းမုံတုတ်တင်တဲ့တရင်တွေကျွန်တော်တို့နေနေစီနေများကြားနေရတာပြုံးမှမိဘပြည်သူတွေကဆိုရင်လက်တရင်ကောင်းတွေနှိစင်စစ်တိုက်ဆိုသလို ကြားနေရတာပဲဖြစ်ပါတယ်ဒီထက်ပိုပြီးတော့ကြားဖို့ရှိတာပေါ့နော်မြောက်လိုင်းကနေပြီးတော့မှအခုဆိုသူရဲ့ဒီနေရက်နေပြီးတော့မှတောင်မှလုံချုံချုံနဲ့မနေရတော့ဘဲနဲ့ဘန်ကာတွေကရိုချင်းတွေတူးပြီးတော့မှပေါ့နော်လုံချုံချုံတွေလည်းတုံးမြင်ထားတယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပြောနေတာကတော့ဒီနေ့ထဲမှာဆိုရင်ကျွန်တော်တို့နေနဲ့မြန်မာနိုင်ငံရေးမှာကြီးကြီးမားပြောင်းလဲမှုတွေရှိလာနေတာဖြစ်ပေါ်မှာပြီးတော့တရားလုံးအနေနဲ့ဒီတော်လိုင်းမှာအားလုံးစုကပူးပေါင်းပြီးတော့မှ မြောက်နိုင်တို့ဆရာနာရှင်စနစ်ကိုဖြုတ်ချရင်နဲ့ဝိုင်းဝန်းစ조사ချပါဆိုလို့ပြောရင်လည်းကျွန်တော်ဒီနေ့ညဗီဒီယိုဒီညမှာပဲဆုံးသတ်ချင်ပါတယ်။စောက်ဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများလုံးစိတ်ချမ်းသာကိုယ်ချမ်းမြေ့ခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချမ်းတဲ့ညလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီညကနေဆုံးမကောင်းတောင်းပေးလိုက်ပါတယ်။